မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဗာမိရီကတ်စတိုရီ channel ကနေပြန်လဲကြိုးဆိုပါတယ်ဇလန်းလေးကတော့စေရွတ်ကိုင်းတဲ့နတ်တို့ဟာ၃ရောက်ပါမီရိုက်တာလုပ်ငန်းလေးတစ်ခုကိုတည်ထောင်ထားပြီး customer တွေကမှားရင်ဘယင်ဥအောင်ကွန်ဖိုင်းလုပ်တဲ့လူကပို့ရပါတယ်ဒါပေမဲ့သူတို့ကိုအစားတောက်မာတဲ့အခါမှာလူတွေပဲမှားတာမဟုတ်ပဲတရေတွေလည်းမှားလေးရှိပါတယ်ဒါပေမဲ့ပိုက်ဆံအရင်ရှင်းပြီးသားမို့တရေချောင်မှန်တိလဲသွားပို့တာပါပဲသူတို့ကတရေချောက်တဲ့နေရာတွေကို အယိုးကောင်းပုံနဲ့အမှန်တရားပြုလုပ်ထားကြပါတယ်။အယိုးကောင်းပုံပိုများလို့ရှိရင်ပိုပြီးမသွားသေးတဲ့နေရာလို့သတ်မှတ်ထားကြတာပါ။အခုလိုကြောက်ဖို့ကောင်းတဲ့အလုပ်လုပ်နေရတဲ့သူတို့၃ယောက်ထဲမှာမှနတ်ဟာကောင်မလေးတယောက်နဲ့ချစ်ချင်မိသွားပြီ။အဲ့ဒီကောင်မလေးကရုတ်တရက်တည်ဆုံးသွားတဲ့အခါနတ်တယောက်ဘလို့နီးနဲ့ကောင်မလေးကိုပြန်ရှာမလဲဆိုတာကိုစက်ကြည့်လိုက်ကြရအောင်ပါခင်ဗျာ။နတ်တို့၃ယောက်ဟာညပတ်အိမ်တိန်ကထမင်းမာလို့သွားပို့ကြတယ်။ဒါပေမဲ့သူတို့ပို့ရမယ့်အိမ်ကလူမရှိတဲ့အိမ်ဖြစ်နေကပိုက်ဆံများများရလို့လာပို့ကြတာဖြစ်ပြီး အိမ်ထဲမဝင်သေးပဲအပြင်ကနေအကဲခတ်နေကြပါတယ်။ဒီအိမ်ရဲ့သမိုင်းကလည်းယောက်ျားကမိန်းမကိုတနက်နဲ့ပြစ်တတ်တယ်။ပြီးတော့ကိုကိုကိုပြန်ပြစ်တတ်တယ်။ဇနီးနေ့တိုင်းမှာအော်ဒါတင်လိရှိတယ်လို့ဆိုပါတယ်။တေယုတ်ကလည်းတကားကိုတုံးချက်ခောက်ပြီးကြောက်ပြီးပြန်မဲလို့လှုပ်လိုက်ချိန်မှာပဲတကားကပွင့်သွားပါတယ်။ကြောက်ကြောက်နဲ့ပဲအထဲကိုဝင်သွားတော့တကားကသူ့ဘာသာကိုပြန်ပိတ်သွားပါတော့တယ်။ဒီတော့သူတို့လည်းစားစရာကိုအထဲဝင်ထားဖို့စက်ဝင်သွားတော့မှာသူတို့အနောက်ကနေရေးတစ်ခုကဖြတ်သွားပါတယ်။ဒီတော့လန့်နေကြပြီးဆက်သွားတော့မိကဖြတ်ဆိုပွင့်လာပြီ မိမယားနှစ်ယောက်စကားထိုင်ပြောနေတာကိုမြင်လိုက်ရပါတယ်။သူတို့ကကိုကိုကိုတေမန်းမသိပဲရံဖြစ်စကားများနေကြပြီးတေခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်ပြောနေကြတာသူတို့ရှိတယ်ပဲယောက်ျားဖြစ်သူကမိမကိုဖောက်ပြန်လို့ဆိုပြီးတနတ်နဲ့ပြစ်လိုက်ပါတယ်။နတ်တို့ကလည်းအလာနဲ့သူတို့ရှိကိုလဲကြလာတော့နောက်ဆုံးပြေးရပါတယ်။မိမဖြစ်သူကိုတတ်လိုက်ပြီးအိမ်ထဲမှာရှိနေတာလားထွက်ခဲ့လို့ဆိုတော့နောက်ကနေနတ်ကိုတွန်းထုတ်လိုက်လို့ထွက်လာပြီးမဲ့နတ်ကိုတရေကမမြင်ရပါဘူး။ဒီတော့သူ့ကိုယ်သူတနတ်နဲ့ပြစ်ဖို့လှုပ်လိုက်ချိန်မှာပဲ။ ေယုတ်ကချီးပေါက်လိုက်လို့အတန်ကြားသွားပါတယ်။ဒါပေမဲ့ဘာမှမမြင်ရလို့တနတ်နဲ့ပဲရန်ထိုးပြီးချိန်လိုက်ပါတယ်။နတ်တို့လည်းဟိုဘက်ဒိုးလိုက်ဒီဘက်ဒိုးလိုက်ရွှေ့နေတာသူတို့ရွှေ့တယ်လို့တနတ်နဲ့လည်းလိုက်ချိန်နေပါတယ်။ဇေယုတ်ကထပ်ပြီးနောက်ဆုံးတစ်လုံးပေါက်လိုက်တဲ့အခါမှာတော့တနတ်နဲ့ပြစ်ထဲလိုက်ပါတော့တယ်။နတ်တို့လည်းငုံချောင်ပြီးပြေးသွားကြတော့အဖွားကြီးနဲ့ထပ်တိုးပါတယ်။ဒါပေမဲ့အဖွားကြီးဘေးကနေကြော်ခွသွားလိုက်ပြီးခမင်းကိုထားသွားကထွက်ပြေးသွားပါတယ်။အကြီးတဲ့တကားကလည်းပိတ်ထားတော့ထပ်မရဖြစ်နေပြီ။တရဲကလည်းနောက်ကိုလိုက်လာနေပါပြီ။ ကိုင်ကလည်းတရေပြစ်တဲ့ကြည်စံကလက်မောင်းကိုရှက်မှန်သွားပါသေးတယ်။တရေကနီးလာတော့တကားကိုအာကုံတွန်းဖွင့်လိုက်တာတုတ်ချီတင်ပြေးကြပါတော့တယ်။စေရွနတ်နဲ့ဦးလေးကိုင်တို့တုံးရောက်ဟာဒီ page ကိုတီထောင်ထားခဲ့တဲ့ writer တွေပါ။ order တွေလက်ခံရင်ဘယ်နေရာကတရေချောက်လဲဆိုတာကို writer အားလုံးသိဖို့အတွက်ဒီဟိုကောင်းပုံစံနဲ့အမှတ်အသားပြုလုပ်ထားကြပါတယ်။များလေမသွားဖို့ကောင်းလေပဲ။ဒီလိုနဲ့တနေ့သူတို့ဖုန်းတွေထဲကို order တွေဝင်လာတော့အလို့ရနှိတ်ကြရင်စေရွကပဲရရှိသွားတာသူပဲပို့ရမှာပါ။ သူသွားပို့ရမှာကစေယုံအဟောင်းကြီးကိုပါစေယုံလည်းစေယုံအဟောင်းကအော်ဒါတင်တာလူတော့မဟုတ်ဘူးဆိုတာသိတယ်လို့အိုက်လွင်ပြပြီးစကားပြောနေပါတယ်သူကနောက်တောက်တောက်တွေပြောနေရင်မန်းကနေအနောက်မှာလို့ပြောတော့သူကမယုံပဲငါမကြောက်ဘူးဆိုပြီးစနေကတကယ်ကသူ့အနောက်ကထုတ်တန်းပေါ်မှာထိုင်နေတာပါသတိထားမိသွားလို့လှက်ကြည့်တော့မရှိတော့ပါဘူးအရှိကိုပြန်လဲတော့မှဘွားဆိုပြီးမျက်နှာရှိတက်တက်ပေါ်လာတော့အော်ရမ်မအော်နိုင်တော့ပဲသတိလစ်ပြီးလဲသွားပါတော့တယ်နတ်ကလည်းဈေးဝယ်စင်တာတခုမှာအော်ဒါတင်လာလို့ သားဖို့တဲ့အခါမှာအော်ဒါတင်တာကကောင်မလေးချွန်ချောလေးတယောက်ဖြစ်နေပါတော့တယ်။ဒီတော့မှားတာကိုပေးပြီးတာတော့နတ်တယောက်မပြန်နိုင်သေးပဲဝေးလဲလဲလုံနေပြီ။ဘုံဆိုင်ဖြစ်နေတာကြောင့်ဘုံဘာပြင်းမသိဘူးလို့ဆိုကပြနေတော့မှာပဲဘုံခါထမီလာပါတော့တယ်။ဘုံပြင်းတဲ့လူကိုကြောက်လို့ထင်ပါတယ်လို့ဆိုပြီးဘုံကိုယူလိုက်ပြီးကင်လိုက်တဲ့အခါမှာတော့စီယိုတယောက်ဘသူမှမသွားရတဲ့စီယုံဟောင်းမှာဒုက္ခရောက်နေလို့အမြန်သွားခဲ့ဖို့လာပြောပါတယ်။ဒီတော့နတ်နဲ့ဦးလေးကင်တို့စီယုံကိုရောက်သွားတော့စီယုံကအယိုးကောင်းဆယ်ခုတောင်မှတ်ထားတဲ့နေရာပါ နတ်နဲ့ဦးလေးကင်တို့လည်းအထဲကိုဝင်သွားကြတော့မီးတွေတစ်ဖြက်ဖြက်နဲ့စဖြစ်လာပါပြီ။သူတို့ဓာတ်လေကားကနေထွက်သွားတဲ့အခါမှာဓာတ်လေကားထဲမှာတရေတကောင်ရှိနေတာပါ။ဒါကိုသူတို့ကလည်းမသိလိုက်ပါဘူး။အရှိကိုပဲမဲရှာနေတော့အရေးတစ်ခုဖြတ်ပြေးသွားလို့ဦးလေးကင်ကလန့်သွားပါတယ်။နောက်ထပ်တနည်းအားကိုသွားတော့လေအခန်းတကားကပိတ်သွားလို့တခြားနေရာလိုက်ရှာကြပါလေ။အခန်းထဲမှာလည်းခြေတော်ကြီးတွဲလုံးချပြီးရှိနေတာပါ။ သူတို့သွားနေစေယိုးရဲ့ဖုံးကိုမြင်သွားကကောက်လိုက်ချိန်မှာပဲသူတို့ရဲ့မလမကန်းကိုဝီချင်းနဲ့တရေကရောက်နေပါတယ်။ဦးလေးကန်ကပြေးဖို့ပြင်တော့နှက်ကမပြေးနဲ့။ပြေးရင်သူကလိုက်ချောက်မှာသူ့ကိုပြေးအောင်လှုပ်ရမယ်လို့ဆိုတော့ဖြက်ကနေသူတို့အနားကိုရောက်လာပါတယ်။ဒါပေမဲ့ပြန်ကြည့်တဲ့အခါမှာတော့အဝေးမှာပါပဲ။အနားကိုတိုးသွားတော့တရေကဝုန်းဆိုပြီးအနားကိုရောက်လာပြီးဝါလို့ဆိုကသူတို့ကိုခြောက်ပါတယ်။နှက်ကလန့်သွားပြီးမဲ့လည်းအနားကိုတိုးပြီးဝါလို့ပြန်ခြောက်လိုက်ပါတယ်။တရေကလည်းပူကြည့်အောင်ခြောက်ပါတယ်။နှက်ကလည်းပူပြီးអော်လိုက်ပါတယ်။သူတို့အပြန်အလှန်ခြောက်နေတာကိုဦးလေးကန်က ီနာကောင်းလေးမင်းအကြာကြီးလုပ်နေဦးမလားငါချီးထွက်ကြတော့မယ်လို့ဆိုတော့နတ်လည်းဒီတရေကစိုးတယ်လို့ပြောကမထနိုင်တော့ပါဘူးဦးလေးကန်ကဆွဲခေါ်သွားရပါတယ်နောက်ထပ်တနေရာကိုထပ်သွားတော့လူသေးတွေထားတဲ့နေရာဖြစ်နေတာပါအတန်ကြားလို့တကားတစ်ခုကိုသွားဖွင့်လိုက်တဲ့အခါမှာတော့အထဲမှာတေယုကပြုံးပြုံးကြီးသတိလစ်နေတာပါဒီတော့အမြန်ကော်ထုတ်ဖို့ပြေးလိုက်ချိန်မှာပဲမီးပြတ်သွားကပြန်ပွင့်လာတဲ့အခါမှာတော့သူတို့ရှေ့ကိုတေယမကရောက်နေပါဘူးမီးကပြတ်လိုက်လာလိုက်ဖြစ်နေပြီးပုံနီးလာကအနားရောက်လာတော့သူတို့မကြည့်ရဲလို့စေယုနဲ့ကြွေထားလိုက်ပါတယ် တရေကစိတ်ဆိုးသွားတော့အမြန်ပြန်ဆွဲပြီးပြေးဖို့ပြင်တော့တကားအပေါက်မှာယက်နေပါလေ။ဒီတော့နောက်ဆုတ်လိုက်ပြီ။ဦးလေးစွမ်းနဲ့အဆောင်ရှိရင်ထုတ်လို့ပြောတော့သူ့ဖုန်းကလိုင်းမမိလို့နိုင်ရဲ့ဖုန်းထဲကအဆောင်တစ်ခုကိုပြလိုက်တော့ပျောက်သွားပါလေ။ထွက်သွားဖို့ပြင်တဲ့အခါမှာတော့ရှေ့ထက်ပေါ်လာပြီးလမ်းပြီးဆေးရုပ်ကိုလွှတ်ချလိုက်ပါလေ။ဦးလေးကငါအဆောင်နဲ့တွေ့မယ်လို့ဆိုပြီးအဆောင်ကုန်ဖွင့်ပြီးဖုန်းနဲ့ပြစ်ထည့်လိုက်တော့ပျောက်သွားပါလေ။ဒီအချိန်မှာပဲဆေးရုပ်ကတတိယလာပြီးဘာမပြောညာမပြောနဲ့ထပြေးပါတော့တယ်။ဒီတော့နှတ်တို့လည်းနောက်ကနေလိုက်ပြီးရတာ နတ်ကသူ့ဖုံးကိုကောက်ကြည့်လိုက်တော့ဖုံးကကွဲသွားတာကိုမြင်ပြီးတစ်ချက် ပြုံးလိုက်ပါတယ်။ဒီလိုနဲ့ဖုံးမှန်ကွဲသွားလို့သူ့ကြောင်နေတဲ့ဖုံးဆိုင်ကိုပြန်သွားပါတယ်။သူ့ကိုပြင်နာတဲ့ဖုံးအစ်စ်ဝယ်လိုက်တာပိုကောင်းမယ်လို့ပြောတဲ့အခါမှာအစ်စ်မဝယ်နိုင်ဘူးလို့ဆိုပြီးပြန်ပဲပြင်ပေးဖို့ပြောတဲ့အခါမှာအလုပ်အတွက်ကလည်းသုံးဖို့မရှိဖြစ်နေတာအခက်ခဲဖြစ်နေလို့ကောင်မလေးကသူ့ရဲ့အရင်ဖုံးဟောင်းကိုပေးသုံးလိုက်ခါပြင်ကနဲ့ပေါင်းတွက်လိုက်မယ်လို့ပြောလိုက်ပါတယ်။ကောင်မလေးကလည်းနှက်ကိုသဘောကျနေကအီစီကလီလီလုံနေပြီးနှက်လည်းဖုံးကိုအပ်ထားပြီးပြန်သွားပါတယ်။ ပြန်ရောက်တဲ့အခါမှာတော့နတ်ကဖုန်းကိုသူ့စင်းကထည့်ပြီးဖွင့်ကြည့်လိုက်တော့ကောင်မလေးရဲ့ဓာတ်ပုံတွေထွက်လာလို့ပျော်သွားပြီးထိုင်ကြည့်နေပါတော့တယ်။ကောင်မလေးကလည်းနတ်ရဲ့ဖုန်းကိုပြင်ရင်စိတ်ကူးတွေရင်းနေကဘာလို့ရင်းနေလဲတော့မသိဘူးပြုံးစီစီနဲ့လုံနေခောက်ဆွဲစားတော့လဲတူးနေမစားပဲဘုံပြင်တဲ့ဟာနဲ့စားဖို့မှားတဲ့အထီးပါပဲ။ကောင်မလေးရဲ့နမီကဖိုင်းပါ။အဲ့ဒီနောက်မှာတော့နတ်ကလည်းအီအီတွေဘာတွေဝယ်သွားပြီးဖုန်းရပြီလားသွားမိတဲ့အခါမှာမပြီးသေးဘူးလို့ဆိုတော့ကောင်းတာပေါ့ခဏခဏလာလို့ရတာပေါ့လို့ပြောလိုက်ပါတယ်ဒီလိုနဲ့ခဏခဏသွားနေရင်တယောက်နဲ့တယောက်စိတ်ဝင်စားသွားတာ တနေ့မှာနတ်နဲ့စကားပြောနေတဖက်ကိုလှဲ့ကချောင်းဆိုးနေပြီသူတွေထွက်လာကအမေဖြစ်သူကအတင်းအိမ်ကိုပြန်ခေါ်သွားပါတယ်ဘေးကဖိုင်ရဲ့တငယ်ချင်းကလည်းဖိုင်နောက်ကိုမလိုက်ဖို့တားလိုက်ပါတယ်နတ်ကလည်းစိတ်မကောင်းဖြစ်သွားပါတယ်ဖိုင်ကတော့အမေဖြူစုပေးတာကိုလည်းလက်မခံပဲစိတ်ဆိုးနေပါတယ်နတ်ကဆိုင်ကိုထပ်သွားပြီးဖိုင်ရဲ့ဖုန်းကိုသွားပြီးတော့ဖိုင်ကနေမကောင်းလို့ဆိုင်လည်းမဖွင့်နိုင်ဘူးလို့တငယ်ချင်းဖြစ်သူကပြောလိုက်ကဘယ်လောက်ကြာမလဲမသိဘူးလို့ဆိုပါတယ်ဒီလိုနဲ့နောက်တစ်ခေါက်ဖုန်းဆိုင်ကိုနှက်ထပ်သွားတော့ပစ္စည်းတွေတိမ့်နေတဲ့ဖိုင်ရဲ့အမေကိုတွေ့ပြီး ိုင်ရဲ့အကြောင်းကိုမေးတဲ့အခါမှာတော့ပိုင်ကမရှိတော့ဘူးတေသွားပြီလို့ပြောတော့နှစ်တယောက်အတော်ခံစားသွားရကမယုံမကြည်နိုင်ဖြစ်နေပြီဘုန်းကိုပေးချင်လို့ပါလို့ပြောတဲ့အခါမှာမေးပဲတိန်ထားလိုက်လို့ဆိုပါတယ်ပိုင်ရဲ့အလောင်းကိုသွားကြတော့ကျင်လို့ပါလို့ဆိုတော့ပိုင်ရဲ့မိကစိတ်ဆိုးတဲ့ပုံစံနဲ့လှိမ့်ဟောက်လိုက်ပြီးသွားသွားခိုင်းလိုက်ပါတယ်နှစ်ကလည်းအံ့ဩနေခဲ့ပါတယ်ဒီအကြောင်းကိုဦးလေးကိုင်တို့ကိုပြောပြလိုက်တော့ပိုင်ရဲ့အမေကလည်းထူးဆန်းနေတယ်လို့ပြောလိုက်ကဒီချိန်မှာပဲစေယိုးကဖိုင်ရဲ့ဖုန်းကိုယူကြည့်လိုက်ပြီးဖိုင်တို့မိသားစုပုံကိုမြင်သွားကလန့်သွားပါတယ် ဖိုင်ရဲ့အဖေကသူ့တို့ကိုတနက်နဲ့လိုက်ပြစ်တဲ့တည်းရဲ့ပါပဲဒီတော့နတ်ကလည်းအဲ့ဒီအိမ်ကိုပြန်သွားမယ်လို့ပြောလိုက်တော့ဦးလေးကင်တို့ကထအော်ကြပါတော့တယ်ဒီလိုနဲ့နတ်တို့အိမ်ကြီးကိုထတ်သွားပြီးနတ်ကလည်းဖိုင်နဲ့ဆိုင်နဲ့တခုခုကိုတွားရှာကဦးလေးတို့ကတည်းရဲ့ကိုအောက်မှာအာယုံလွှဲထားလို့ပြောကအိမ်ထဲကိုဝင်ပြီးပစ္စည်းကိုလိုက်ရှာကြပါတယ်စေယုကလည်းရှာနေခောက်ဆွဲကြဘူးကိုမြင်ပြီးနှစ်ယောက်ပြုတ်လိုက်ကအမွှေးတိုင်နဲ့ပူဇော်ပြီးဂျပန်လိုတွေပါစားခိုင်းလိုက်ပါသေးတယ်ဒီချိန်မှာပဲအတန်ကြားလို့ထကြည့်တော့မီးတွေပွင့်လာပြီးလင်မယားနှောက်ဇက်လန်းပြန်ဆပြန်ပါတယ် မင်းလင်ငယ်ထားတာလားလို့ယောက်ျားဖြစ်သူကထုံးစံတိုင်းပဲထပ်မေးပါတယ်။ဦးလေးကင်ကလည်းတောက်ကျိုးနဲ့ကြီးလင်းနေတာပဲလို့ထားပြောပါသေးတယ်။သူတို့ချောင်းနေတုန်းမှာချင်းတကောင်ကစီရွက်ရဲ့နှာခေါင်းမှာလာနာပါတယ်။ဦးလေးကလည်းမလုံနဲ့လို့ပြောနေလို့အတန်မထွက်အောင်ငါချီလိုက်ရပါတယ်။ဒီချိန်မှာပဲယောက်ျားဖြစ်သူကတနန်းနဲ့ထပြစ်လို့နတ်တို့ကလည်းလေးဘက်ထောက်ပြေးရပါတော့တယ်။နတ်တို့ကအပေါ်တက်ကိုတက်ရှာခိုင်းပြီးစီရွက်ကတော့သူကတရေကိုမျှထားမယ်လို့ဆိုကထထသွားပါတယ်။နတ်တို့အပေါ်ကိုတက်ဖို့ပြင်တော့မျိုးသမီးကမသေးသေးပဲနတ်တို့ကိုကြည့်နေလို့ အနားကိုသွားပြီးဗာပြောကျင်တာရှိလဲလို့မေးတဲ့အခါမှာတော့အပေါ်ကိုလက်ညှိုးထိုးပြကဂတင်အောက်မှာရှိတယ်လို့ဆိုပါတယ်ဒီတော့စေရွတ်ကိုလည်းအတန်ကြဲကြဲများခိုင်းပြီးသူတို့အပေါ်ကိုတက်ကဂတင်အောက်ကိုလှန်ကြည့်လိုက်တဲ့အခါမှာအစီရင်အယုတ်တကူကိုတွေးလိုက်ရပါတယ်ဦးလေးဒါကဗာယုံလဲလို့ဆိုတော့တရဲကိုချုပ်ထားတာဖြီးပေးလိုက်လို့ပြောတဲ့အခါမှာနတ်ကလည်းဖြီးလိုက်ချင်းအောက်ကတရေကလည်းတီသွားကစေယောကဘလောက်အတန်ကျဲကျဲလှုပ်လှုပ်ဂယူးမဆိုင်တော့ပဲအပေါ်ကိုတက်လာပါတယ်စေယောလည်းမင်းတို့စီလာနေပြီလို့အော်ပြောလိုက်တော့နတ်လည်းပြိုးကိုအမြန်ဖြေလိုက်က ။တရေကလည်းရောက်လာကျိုးကလည်းအပြေတနက်နဲ့ပြစ်လိုက်ချိန်မှာနှောက်ကိုမထိခိုက်မိတော့ပါဘူး။ဒီချိန်မှာစီယိုးကရောက်လာတော့တရေကိုဝင်တိုက်မိပြီးဝင်ပူးသွားကငါတို့ကိုလွတ်အောင်လှုပ်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။နောက်ကလည်းဖိုင်ရင်အပြေလားဖိုင်ပမာရှိတာလဲတွေ့ကျင်လို့ပါလို့ပြောပြီးမဲ့သူတို့လည်းမသိဘူးလှုပ်ပေးတာကိုကျေးဇူးတင်တယ်လို့ဆိုကပျောက်ကွယ်သွားပြီးအမျိုးသမီးကလည်းပျောက်ကွယ်သွားပါတယ်။ဒီတော့နတ်တို့လည်းတရေကိုဖမ်းချုပ်ထားတဲ့လူရှိတာကိုပဲတိလိုက်ရကနတ်တယောက်တမိုင်းမိုင်းတူတူတွေဖြစ်နေပါတယ်။ လွမ်းနာကြနေတော့မှာဖုံးအလန်းမီလာလို့ကြည့်လိုက်တော့ဖုံးကြီးကြောင်းတစ်ကြောင်းရဲ့တီနေရာကိုပြနေတဲ့အပြင်ပိုင်မှတ်ထားတာမို့တခုခုတီးရလို့တီးရညာပြေးသွားပါတယ်သူရောက်သွားတဲ့အခါမှာတော့ဖုံးကြီးကြောင်းထဲကိုဝင်လိုက်တော့ပျက်စီးနေတဲ့ဖျားဆင်းတို့တခုရှိနေကပူဇော်ထားတာတွေလည်းရှိနေပါတယ်ဦးလေးကင်တို့ကလည်းလိုက်လာကဦးလေးကသူ့ရဲ့အစီရင်တွေအဆောင်တွေရေးထားတဲ့ဆိုင်ကယ်အုပ်ထုပ်တွေကိုပြီးလိုက်တော့တရုတ်ကမတက်ကျင်တက်ကျင်ဖြစ်နေပြီခွေးဦးတန်ကြတော့မှအမြန်ကောက်တက်လိုက်ပါတယ်ဦးလေးကင်တို့ထွက်လာတဲ့အခါမှာတော့သူတို့ရှေ့ကိုအလုံးတလုံးရောက်လာတာ တရုတ်ကလည်းပြန်ပုတ်ထုတ်လိုက်တော့မရောက်လို့ဆိုပြီးထပ်ပုတ်ဖို့လုပ်တဲ့အခါမှာလက်ကြီးထွက်လာပြီးဆွဲယူသွားပါတယ်။ခြေတော်ဝင်မဲကြီးကိုလည်းမြင်လိုက်ရပြီးအပေါ်ကုံမော့ကြီးတော့အရာရှိကြီးနဲ့မြင်လိုက်ရပြီးပျောက်သွားတာ။မရောက်သွားလဲဆိုပြီးကြည့်နေတော့မှပဲဘုံဆိုပြီးပေါ်လာလို့ဦးလေးကပြေးပါတော့တယ်။စီရုတ်ကတော့အကြောက်လုံးပြီးမပြေးနိုင်မှငုတ်တုတ်လေးငိုနေကသူ့ရဲ့စီကိုလက်ကြီးလှမ်းလာချိန်မှာပဲဦးလေးကင်ကဆွဲခေါ်သွားရပါတယ်။ပြင်းရင်နတ်နဲ့တွေ့တော့စကားပြောနေတော့ဘေးကဖုန်းကြီးတစ်ပတ်ပေါ်လာပါတယ်။နတ်ကဖုန်းဖုန်းကိုအကူကြီးတောင်းတော့ စေယုတ်ကတကယ်ဖုန်းကြီးလားမသိပဲဘာအကူကြီးသွားတောင်းနေတာလဲမသိဘူးလို့ပြောတော့ပြုံးဆိုပြီးသူ့နားကိုယောက်လာပြီတခြားအကြောင်းတော့မသိဘူးဒီအကြောင်းတော့သိတယ်လို့ဆိုပါတယ်ဒါကိုအမှတ်သားပေးတဲ့တယောက်ကတကားရဲ့နားမှာပဲရှိတယ်တကားပဲသူ့ကိုမမြင်တွေ့တာလို့ဆိုတော့တပည့်တော်ကငငယ်ကတရေတွေတွေ့လာတာသူ့ကိုဘာလို့မတွေ့တာလဲဆိုတော့တကားနဲ့တကားမှလေးဒီတသက်မှရည်စက်ကုံသွားလို့ပဲနတ်ကလည်းနောက်တစ်ခေါက်တော့ထပ်တွေ့ခြင်းလို့ဖုံဖုံကူညီပေးလို့ရမလားလို့ဆိုတော့ဖုံးကြီးကတရေအကြောင်းမပတ်သက်တင်ဘူးတကားလည်းမပတ်သက်တင်ဘူးလို့မိန့်လိုက်ပါတယ် နတ်ကလည်းစိတ်မကောင်းဖြစ်နေလို့နောက်ကဖိုင်ကိုဖုန်းကြီးကမြင်နေရပြီ။ဖိုင်ကဖုန်းကြီးကိုတပည့်တော်ကိုကူညီပေးပါလို့တောင်းဆိုလိုက်တော့ဖုန်းကြီးကလည်းမနေတာပဲလက်ခံလိုက်ပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့ခေါ်သွားပါတယ်။တကားမမြင်ဘူးတာတွေမြင်ရလေအောင်ဖုန်းကြီးအမြင်အာရုံဖွင့်ပေးမယ်။မမြင်သင့်တာကိုမြင်ရတာကဝိတ်တစ်ခုပဲ။ဒါပေမဲ့တကားတို့မချောက်သေးတဲ့အလောင်းရဲ့မျက်ရည်နဲ့မျက်စိကိုတို့ထိဖို့လိုတယ်။မြန်မြန်လှုပ်တော့လို့ဆိုတော့စေယုကကုန်းကြည့်နေတော့အလောင်းပေါ်ကိုပြုတ်ကျသွားပါတယ်။ဒီလိုနဲ့အလောင်းကိုဖုန်းကြီးရဲ့ရှေ့ကိုထားလိုက်ပြီး အလောင်းကိုထောင်ခိုင်းလိုက်ကဖုံးကြီးကဂါထာကိုရွတ်လိုက်တော့အလောင်းကမျက်လုံးပွင့်လာပါတယ်။စေယုတ်ကမြင်ပြီးအော်နေလို့ဖုံးကြီးကပဲလက်ကိုဆွဲပြီးအလောင်းရဲ့မျက်လုံးကိုတို့ကနတ်ရဲ့မျက်လုံးကိုလည်းတို့ပေးလိုက်ပါတယ်။နတ်ကလည်းပဝင်းကျင်ကိုလိုက်ကြည့်လိုက်တဲ့အခါမှာတော့ဖိုင်ကိုမြင်သွားပါတယ်။ဖိုင်ရဲ့အတန်ကိုမကြားရဘူးလို့ဆိုတော့ဆက်သွယ်ဖို့ကြိုးစားလေသူအစွမ်းညော့လီပဲဒီတော့ပြောင်းမသွားခင်လှုပ်เสียရှိတာမြင်မြန်လှုပ်လို့မိတ်လိုက်ပါတယ်။နတ်ကလည်းဖိုင်ကိုအမြန်ခေါ်သွားပြီးမြေကန်းစံလေးတစ်ခုကိုခေါ်သွားလိုက်ကသူပစ္စည်းလာမပို့ခင်တည်းကဖိုင်ကိုတွေ့ဖူးခဲ့တာဖြစ်ပြီး ူရဲ့ကဘာကြီးကရက်သွားမတက်ပဲလို့ဆိုကဖိုင်မသိခင်ကတွေ့ခဲ့တာကိုပြောပြလိုက်ပါတယ်ဖိုင်ကတော့နှက်ကကြည့်နေတာကိုမသိပါဘူးဒီလိုနဲ့ပြောပြနေတော့မှဖုန်းအလန်းမြည်လာပြီးကြည့်လိုက်တော့ GPS လမ်းညွန်မှာဖိုင်ကသူ့ပြထားတဲ့နေရာကိုဖိုင်ရဲ့နှစ်ချက်ကိုတွေ့အောင်သွားရှာလို့ပြောကပြောက်သွားပါတယ်ဒီတော့နှက်ကလည်းဦးလေးနဲ့စေရုပ်ကိုခေါ်ပြီးသွားကြပါတယ်သူတို့ရိုက်တာဝတ်စုံတွေကိုချွတ်လိုက်ပြီးဦးလေးကိုင်နေစီယောကတနရာရောက်သွားကနိုင်ရဲ့ရက်ခမကြီးကအောက်လန်းစရာပုံစံနဲ့အခမ်းအနားကျင်းပနေကစီယောတို့လည်းရောပြီးဝင်ထိုင်လိုက်ကြပါတယ န်းကလည်းတဏှာရောက်သွားကအိမ်တလုံးရဲ့အထက်ကအခန်းထဲကိုဝင်သွားတော့ဖိုင်ရဲ့နှကြက်ကိုမြင်ပြီးဖုန်းနဲ့တက်လိုက်တာနဲ့ဖိုင်ရဲ့အတန်ကိုကြားလိုက်ရပါတယ်ဖိုင်ကသူ့ရဲ့နှကြက်နဲ့သူ့ဖုန်းကြိုးကိုတုံးပြီးနှက်ကိုဆက်သွဲနေတာပါမှန်ရှိကိုသွားလိုက်လို့ပြောတဲ့အခါမှာတော့သွားကြည့်လိုက်တော့မှန်ထဲမှာဖိုင်ကိုမြင်ရပါတယ်ဖိုင်ကလည်းသူ့အကြောင်းစပြောပြပါတယ်ဖိုင်ကသူ့အမမေကမွေးစားထားတာပါဒီအိမ်ကိုစာပြောင်းလာကြကသူ့ကိုအရန်ချစ်ပြီးဂူးဆိုင်ပေးတယ်လို့ဖိုင်ကလည်းကြမ်းမာရေမကောင်းပါဘူးမေဖြစ်သူကပြုစုပေးပေမဲ့မွေးစားအဖေကနောက်မိန်မထားတဲ့အခါမှာ ဖိုင်ရဲ့အမေကလည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးအားကိုးစရာမရှိတဲ့အခါမှာတော့ဖိုင်ရဲ့ယောဂါပြောက်ဖို့အောင်လန်းအတက်တွေကိုတုံးလာခဲ့ပါတယ်။ဒါပေမဲ့ယောဂါကပိုဆိုးလာခဲ့ကဖိုင်ကတည်ဆုံးသွားခဲ့ပါတယ်။ဖိုင်တည်သွားတဲ့အခါမှာတော့အမေဖြစ်သူကလက်မခံနိုင်ဖြစ်ပြီးအောင်လန်းနဲ့ဖိုင်ကိုမကျွတ်လွတ်စေအောင်လှုပ်ထားကအမေရဲ့အနားမှာအမြဲနေအောင်လှုပ်ထားတာပါ။အောင်လန်းပညာပြပွဲမှာလည်းဦးလေးကင်တို့ကပေါက်ကိရီလိုက်ကနေပြီးသူတို့ကိုတတိထားမိသွားကဖမ်းချုပ်လိုက်ကြပါတယ်။နတ်စီကိုလည်းဖိုင်ရဲ့အမေကရောက်လာပြီးဖမ်းခေါ်ကအပြင်ကိုနှင်ထုတ်လိုက်ပြီး ဒီကိုပြန်မလာခင်းနဲ့လို့ပြောလိုက်ပါတယ်။နတ်တို့နဲ့အတူဖိုင်လဲပါလာပြီးနတ်ကိုသူ့ရဲ့ဝိညာဉ်လွတ်မြောက်အောင်ကူညီပေးပါလို့တောင်းဆိုလိုက်ပြီးအမေဖမ်းချုပ်ထားတဲ့ဝိညာဉ်တွေကိုလည်းလွတ်ပေးဖို့ပြောလိုက်ပါတယ်။ဘယ်မှာလဲလို့မေးတဲ့အခါမှာတော့စေးရုံအဟောင်းကြီးမှာလို့ဆိုပါတယ်။၎င်းမတိုင်ခင်အမေရဲ့အစီအစဉ်အောင်မြင်သွားရင်ဖိုင်ကဘယ်ကိုမှသွားလို့မရတော့ဘူးလို့ပြောလိုက်ပါတယ်။နတ်တို့လည်းစေးရုံအဟောင်းကြီးကိုသွားဖို့ပြင်ပါတယ်။ဦးလေးကန်ကလည်းတားနေကပြန်စင်းစားဖို့ပြောပြီးမဲ့နတ်ကသွားဖို့ဆုံးဖြတ်ထားတာမို့တယောက်တည်းထွက်သွားပါတယ်။စေးရုံကိုရောက်တဲ့အခါမှာတော့အပြေးဝင်သွားပြီး ဝိညာဉ်တွေကိုဖမ်းချုပ်ထားတဲ့အရာကိုလိုက်ရှာပါတယ်။ဒီချိန်မှာပဲသူတို့ကြုံဘူးခဲ့တဲ့ဝီချဲပေါ်ကတရေကထွက်လာကနတ်ကလည်းအနားကိုသွားလိုက်ပြီးနတ်ကိုဝူးဝါးနိုင်ခြောက်နေပြီမဲ့မင်းကတရေပဲဝီချဲနဲ့နေကြမလို့ဘူးပြေးလို့ရတယ်။မယုံရင်ထလို့တရေကိုအားပေးလိုက်တော့တရေကလည်းထဖို့ပြင်ကခြိထားတဲ့ကြိုးကိုဖြည့်ပေးလိုက်ပြီးထထဟုတ်ပြီဆိုပြီးအားပေးလိုက်တော့တရေကထနိုင်သွားကနတ်ကိုကျေးဇူးတင်လို့သွားရမယ့်နေရာကိုညွှန်ပြပြီးပျောက်ကွယ်သွားပါတယ်။နတ်ကလည်းတရေညွှန်လိုက်တဲ့အတိုင်းသွားကနိုင်ငံတစ်ခုကိုရိုက်ဖြိုလိုက်တာနဲ့နောက်ကတရေတွေကလည်းထွက်လာကား ။ဖိုင်ရဲ့အမေကလည်းနှောက်ရက်ဝင်နေတာကိုသတိထားမိလိုက်ပါတယ်။နတ်ကဆက်ထုတ်နေတော့တရေတွေအများကြီးပေါ်လာကဒီချိန်မှာပဲဦးလေးကင်တို့ရောက်လာပြီးစံမန်းနဲ့ပတ်လိုက်တော့ပျောက်သွားကြပါတယ်။နတ်ကတခြားနေရာကိုရှာဖို့ထပ်ထွက်သွားပြီးဦးလေးကင်ကလည်းဝိညာဉ်တွေကိုချုပ်ထားတဲ့ဟာကိုမီးရှို့လိုက်တော့ဖိုင်ရဲ့အမေကကင်ထားတဲ့လက်ထဲကအရာကလည်းမီးထတောက်သွားပါတယ်။စေယောကလည်းဖမ်းချုပ်ခံထားရလို့ဦးလေးကင်ကသွားကူညီလိုက်ကဒီချိန်မှာပဲသူနာပြုတရေမနဲ့တခြားတရေတွေကရောက်ချလာပါတယ်။စေယောကလည်းလေဘင်းကရှိတဲ့အဆောင်တွေနဲ့ပြစ်ပေးမယ်အတုတွေမှဘာမှဖြစ်မသွားပါဘူး။ တဲကအနားကိုတိုးလာတော့လှမ်းသွားပြီးဖုံးကြီးပေးလိုက်တဲ့တကူကြီးအပစ္စည်း၃မျိုးရှိတာကိုသတိရသွားပါတယ်အဲ့ခါကတော့မန်းထားတဲ့စံစီရဲ့ဓာရဲ့ဓာကိုတုံးရင်ရွတ်တဲ့ဂါထာကိုလည်းတင်ပေးလိုက်ပါတယ်နောက်ဆုံးတစ်ခုကတော့သူ့အချိန်ရောက်ရင်ထွက်လာမယ်လို့မှားလိုက်တာပါဒီတော့ဓာကိုထုတ်ပြီးဂါထာကိုရွတ်လိုက်တော့ဓာကအယောင်တွေထွက်လာပြီးတရေတွေကိုတိုက်ခိုက်လိုက်တာကြောင့်ဓာအစွမ်းနဲ့ပျောက်သွားကြပါတယ်သူနာပြုတ်တရေမကလည်းပျောက်သွားပြီးနောက်တနေရာမှာအချွေရန်တရေအများကြီးနဲ့ပေါ်လာပါတယ်တရေတွေရဲ့ချုပ်ထားတဲ့အရာကိုထပ်တွေ့ပြီးဖြတ်စည်းဖို့ပြင်ပါတယ် က်ကလည်းဖန်ရဲ့အမိအစီရင်လုပ်နေတဲ့နေရာကိုရောက်သွားကသူ့ရဲ့အဆောင်တရေတွေနဲ့နှက်ကိုဖမ်းချုပ်ခိုင်းလိုက်ပါတယ်။နှက်ကလဲသွားတဲ့အခါမှာတော့ဖိုင်းကိုချုပ်ထားတဲ့အစီရင်အရုပ်ကိုတွေ့သွားပါတယ်။ဦးလေးကိုင်နဲ့စေရွတ်တို့လည်းတရေမားနဲ့တိုင်ပတ်နေပြီးဦးလေးကိုင်ကိုလဲပေးညှစ်ထားကစေရွတ်ကလည်းဓားကိုအသက်သွင်းဖို့ဂါထာကိုမေ့နေလို့တရေမားကပြောပြတော့မှလိုက်ရွတ်လိုက်ပြီးအသက်ဝင်လာတာနဲ့အစီရင်လှုပ်ထားတဲ့ပုံကိုစိုက်ချလိုက်ကတရေမားလည်းပျောက်ွယ်သွားပါတယ်။ဖိုင်းရဲ့အမိကလည်းနှက်ကိုဓားနဲ့ထိုးချလိုက်ပါတယ်။ဒါပေမဲ့ဖိုင်းရဲ့ဝိညာဉ်ကဝန်ခံနေလို့ကံကောင်းသွားကား ိုင်ရအမေကလည်းသူ့သမီးကိုထုံးမိသွားလို့စိတ်ဖောက်တာအချင်းချင်းပစ္စည်းတွေကိုဖျက်ဆီးပစ်လိုက်ပြီးသူ့လက်ဘင်းကိုသူဓာတ်နဲ့လှိကအဆုံးစီရင်သွားပါတယ်ဒီလိုတရေတွေလည်းပျောက်ကွယ်သွားကနတ်ကလည်းဖိုင်ရဝိညာဉ်ကိုချုပ်ထားတဲ့အရာလေးကိုယူပြီးထွက်ပြေးသွားပါတယ်ဖိုင်ရအမေခန္ဓာကိုယ်ထဲကိုလည်းအမောင်စွမ်းအားတွေဝင်ရောက်လာပြီးမကောင်းဆိုးဝါးတစ်ကောင်အဖြစ်ပြန်လည်နိုးထလာပါတယ်နတ်တို့လည်းပြေးနေရင်ဖုန်းကြီးမှားလိုက်တဲ့နောက်ဆုံးပစ္စည်းကလည်းထွက်လာပါတယ်အဲ့ဒါကတော့ပရိကျိုးပါနတ်ကလည်းဖိုင်ရအမေကိုမျှခေါ်လိုက်ကထွက်လာတဲ့အခါမှာတော့ဦးလေးကင်နဲ့စီယုတို့က တိုင်ကယ်မှာပရေကျိုးတစ်ဖက်စီယူပြီးပတ်မောင်းလိုက်တော့ကျိုးနဲ့ချုပ်ပြီးသားဖြစ်သွားပါတယ်။နှက်ကလည်းဓားကိုဂါရာရွတ်လိုက်ပြီးထိုးဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့မထိုးဘဲရပ်ထားလိုက်ကပိုင်ကအရှိကပေါ်လာပြီးအမေဖြစ်သူကိုဖြောင်းဖြားပြောဆိုကပတ်ထားလိုက်တဲ့အခါမှာတော့အမေဖြစ်သူကလည်းမှန်လျှော့လိုက်ကတမီးနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့တာတွေကိုပြန်မြင်အောင်ရင်သူ့ရဲ့ကြောက်စရာပုံစံလည်းပျောက်ကွယ်သွားပါတယ်။ဒီတော့သူတို့ရှေ့မှာနေမယ်ပြုတ်လို့ပျောက်ကွယ်သွားပါတော့တယ်။ဖိုင်ကလည်းငိုကနှက်ကိုကျေးဇူးတင်ပါတယ်လို့ပြောပြီးငိုနေရင်းကလည်းနှက်ရဲ့အရှိကနေပျောက်ကွယ်သွားပါတယ်။ နန့်ကလည်းမျက်ရည်တွေကျလာခဲ့ပြီးသူတို့တွေ့ခဲ့တာတွေကိုပြန်သတိရနေခဲ့ပါတယ်။အဲဒီနောက်မှာတော့နတ်တို့အဖွဲ့တွေကိုလူသေးတယောက်ထတ်တိုးလာခဲ့ပါတယ်။နောက်ဆုံးမှာတော့တညမှာနတ်တို့အော်ဒါသွားပို့ရင်နန့်ကသူ့ရဲ့အနောက်မှာဖိုင်းပါလာတယ်လို့ပြောလိုက်ကအော်ဒါသွားပို့မယ့်နေရာကိုဖိုင်းကလည်းအတူလိုက်သွားပြီးဇာလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ။အဆုံးထိလိုက်ပါကြီးရှုပ်ပေးတဲ့တယောက်ချင်းစီကိုအထိုးပင်ကျေးဇူးတင်ရှိပြီးစေချမ်းသာခြင်းကိုဤချမ်းသာခြင်းများနဲ့အတူကတ်သုံးမကျော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချိုးလိုက်ရပါတယ်ခင်ဗျာ။